ဇလုံမျိုးမှာရှိတဲ့မအောင်မြင်ပြည်တော်ပြန်ဖရာကြီးမှာသတင်းကြော့ပွဲတော်မီးအလှဆင်ပူဇော်မှုတွေပြုလုပ်မယ်လို့သိရပါဗျ။သတင်းကြော့မီးထုံပွဲတော်ကိုအော်တိုဝါ9ရက် လာဇန်း14ရက်ကစတင်ပြီးလပြည့်ကျော်တရက်အောက်တိုဘာ9ရက်နေ့အထိ3ရက်တိုင်တိုင်ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။မိုးအခြေအနေကြောင့်ကွင်းပြင်မှာတော့ပြင်ဆင်မှာမဟုတ်ပါဘူး။သာသနာ့ဘိမှန်တော်ကြီးနဲ့ဇောင်းနှံတက်လျှောက်အပြင်ပိုင်းအတွင်းပိုင်းနေရာတွေမှာအထူးထားပြီးလျှက်စစ်မီတွေအလှဆင်သွားမှာပါ။မင်္ဂလာကန်တော်နဲ့တတိုင်းတက်လျှောက်မှာလည်းမီးအလှဆင်မှုရှိပါတယ်။စိတ်ဝင်စားပွဲမီးအလှဆင်ပုံဖော်မှုတွေကတော့9ပုံဇောင်းနှံနဲ့9ပုံဇောင်းနှံနဲ့မှာဆောင်ရွက်သွားမှာပါ။ဖျံကုန်းတော်ပေါ်မှာတော့မီးအလင်းတိုင်တွေပူဇော်ပါမယ်။ ပြည်တော်ပြန်ဖျားကြီးကိန်းဝတ်ဆံပေရခနာကိုရီတိုက်ထဲမှာပန်းအလှဆင်ပူဇော်မှုလဲဆောင်ရွက်မှာပါတရင်ကျုပ်ပွဲတော်ကာလဧည့်ခံမှုအနေနဲ့ကတော့မင်္ဂလာဆိုင်ဖြော်ပြမှုတိခိတဝိုင်းဖြော်ပြမှုတွေပါဝင်ပါမယ်လို့ကောပကအဖွဲ့ဝင်တဦးကဖြေကြားပါတယ်တရင်ကျုပ်လာဆန်း14ရက်လာပြည့်နေ့နဲ့လာပြည့်ကျော်တရက်နေ့တွေမှာမီးပုံကြီးတွေနဲ့အရန်မီးပုံတွေလွတ်တင်ပူဇော်မှုတွေလဲဆောင်ရွက်ဖို့ရှိတယ်လို့သိရပါတယ်